ဒါအခုကျွန်တော်ရောက်နေတဲ့နေရာကကျွန်တော်တို့ကမွန်းတန်းကျေးရွာအုပ်စုပေါ့နော်ဒါကတိစိတ်ပင်ကျေးရွာပေါ့တိစိတ်ပင်ကျေးရွာအဓိကအပြည့်ကကျွန်တော်တို့ကလိုင်းပေါ်မှာပြောနေကြတဲ့ဟိုအစ္စလမ်ဘာလာဝင်ကိုယ်ပဲဗလီစောင့်နေပါတယ်ဆိုတဲ့နေရာကိုကျွန်တော်တို့ကသွားကြည့်လို့ဖြစ်တယ်နော်အခုဒါကကျွန်တော်ဒီကနေဝင်ရမှာပေါ့ဒီကနေဝင်သွားလို့ရှိရင်ဟိုဘက်ဒီကနေပြတူသွားရမယ်လို့ပြောတယ်ဗျဒီကသွားလိုက်ဟိုအနောက်ဘက်မှာလို့ကျွန်တော်တို့ပြောတယ်အဲ့ဒါလေးကိုကျွန်တော်တို့နဲ့အတူတူလိုက်ခဲ့ပါနော်ကျွန်တော်တို့ သူတို့ဗလီဆောက်နေတာတရားဝင်ဆောက်တာလားနိုင်ငံတော်ကချပေးပြီးတော့ဘလို့ဆောက်တာလဲဆိုတော့ကျွန်တော်တို့တွားရောက်ကြည့်ရှုမယ်တွားရောက်မင်းမြန်းมาဖြစ်ပါတယ်ဗျာเนาะကျွန်တော်နဲ့အတူလိုက်ခဲ့ပါကျေးဇူးတင်ပါဗျာအခုကကျွန်တော်တို့ကဒီသူတို့ဟိုနေပြီးတော့มาဗလီဆောက်နေတဲ့နေရာပေါ့เนาะဗလီဆောက်နေပါဆိုတဲ့နေရာကိုကျွန်တော်တို့ကတွားနေတာပေါ့เนาะတွားနေဆိုတော့အဲအဓိကပြင်းတော့ဒီနေရာရဲ့သဘောတရားတော့လက်ရှိဒါပါနေရာ ဒီစဒီစိတ်ပင်ဒီစိတ်ပင်ဂျေးရွာကမောနန်ကမောနန်အုပ်စုနော်ကမောနန်အုပ်စုသူကတော့အဓိကကျွန်တော်တို့ဒီဘောကသီရီကာဝင်းနဲ့ဒီဘက်ကျွန်တော်တို့ရန်ကုန်မန္တလေးလမ်းအောင်နည်းနည်းနှချင်းဆိုင်မနော်မြို့ရှောင်းနန်းမို့အဲအဲ့ဒီအဲ့ဒီဘက်မှာရှိတယ်သူကတော့နည်းနည်းလေးတိတ်ပြီးတော့ဟိုဘယ်လိုခေါ်မလဲနည်းနည်းဂျောင်ကြတယ်လို့ပြောလို့ရမှာနော်ဂျောင်ကြတယ်ဆိုတဲ့နေရာပေါ့နော်ဒီဒီစိတ်ပင်ဂျေးရွာဆိုပေမဲ့ဒီမှာကတော်တော်များများကဟို အင်ဂျီပိုလို့ခေါ်မလဲစိတ်ယုံနေပေါ့เนาะကျွန်တော်တို့ဟိုစိတ်ယုံနေညဂိုဒေါင်နေများတာပေါ့ဒီနေရာစိတ်ယုံနေဂိုဒေါင်နေများတယ်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့လေခွက်တွေလေခွင်းတွေနေများတယ်ဆိုတော့လမ်းမအယူတော့တော်တော်ထွက်ရတယ်တော်တော်ထွက်ရတယ်ပေါ့เนาะဆိုတော့အဲ့နေရာကိုကျွန်တော်တို့အခုမဲသွားပြီးတော့သွားရိုက်ပြမှာဖြစ်ပါတယ်ဗျာเนาะ ားလုံးမင်္ဂလာပါဗျာကျွန်တော်အခုရောက်နေတဲ့နေရာကအခု online ပေါ်မှာပါ online ဘယ်လိုခေါ်မလဲတယောက်နဲ့တယောက်ဝိဝါဒကွဲနေကြတဲ့ကျွန်တော်တို့ဗာလဲဗလီစောက်မယ်ဆိုတဲ့နေရာကိုရောက်နေတာဗျာလာငတ်တွေလာရိုက်တယ်ငါဥနောက်ကိုလိုက်ရိုက်ဥနောက်ကိုလိုက်ရိုက်အဲတော့ကျွန်တော်ကဒီမှာသူကတော့ဒီမှာစိုင်းပုံမှာစိုင်းပုံမှာရေးထားတာကတော့ကျွန်တော်တို့ဒီမှာကနေပြီးတော့စီပင်တရားရေးကော်မတီခွင့်ပြုချက်ပြင်စောက်လုပ်တယ်တဲ့ခွင့်ပြုအမှတ်က1325 24 325ပေါ့နော် မြန်မာနိုင်ငံရှိအစ္စလမ်ဘာသာဝင်များအတွက်သာသနာပြုလုပ်ငန်းဆောင်ရွက်ရန်မြင်းနေရာလျှောက်ထားသူတွေဥတန်းထွန်းနဲ့เนาะဘောကဝတီရက်ကွက်ပြင်မနာမျိုးဒီဘက်ကရိုက်ဒီဘက်ကရိုက်တော့ဘောပြင်မနာမျိုးနဲ့34ကင်မွန်တန်ရက်ပေါ့เนาะအစာဦးဆိုင်ရာအချက်လက်များကအမျိုးအစားအထက်အမိုးခြံစည်းဦး RC RC plus တာမန်အစ်အတိုင်းတာကဒါကဒါပြောရတော့ဒါကကျွန်တော်တို့အစ္စလမ်ဘာသာဝင်တွေ ဝတ်ပြုဖို့အတွက်ဒါအဆောက်အဦဆောက်လုပ်ဖို့နော်ဒါဒါပြင်ဆင်နေကြတာပေါ့ဆိုတော့ကျွန်တော်တို့ကဒါကဘာလို့ဆိုတော့ဒီ line ပေါ်မှာကျောင်းတစ်ယောက်ဟိုဘလိုခေါ်မလဲမလိုလားအပ်တာတွေနဲ့ဟိုပြဿနာတွေဖြစ်လာမှာဆိုလို့ဒါကျွန်တော်တို့ကဒါဟောင်းင်းဖြစ်တာဒါတော့ပြောရအောင်ဒီနေရာကတော့ဟိုလူနေလဲတိတ်မရှိဘူးဟိုအနောက်ဘက်မှာဆိုလို့ရှိရင်တောင်တန်းတွေရှိတယ်ဒီဘက်မှာဆိုရွာတွေရှိတယ်ဟိုဘက်မှာဆိုလဲကျွန်တော်တို့ site ခင်းနေပဲရှိတယ်ဗျမ site ခင်းနေဦးလက်ရှိရှိအနေထားမှာတော့ကျွန်တော်တို့ ီခြံစည်းရိုးတွေတော့စကားနေပြီเนาะခြံစည်းရိုးတွေစကားနေပြီနေရာလေးကတော့ပြောရရင်တော့လူနေရက်ွက်တင်နေတော့တိတ်နီးနီးငရမဟုတ်ဘူးဟိုတစ်ဖက်မှာဆိုရင်တော့ကျွန်တော်တို့ဘယ်လိုခေါ်မလဲစက်မှုဇုံလိုမျိုးဟာတွေရှိတာပေါ့เนาะစက်မှုဇုံလိုမျိုးဟာတွေရှိတယ်ဆိုတော့ဒါကဒီမှာလက်ရှိကျွန်တော်တို့ကိုယ်တိုင်လာကြည့်တဲ့အခြေအနေပါဗျာเนาะကိုယ်တိုင်လာကြည့်တဲ့အခြေအနေပါလက်ရှိအနေထားမှာတို့မြေယာပြုတ်ပြင်မှုလုပ်နေတယ်အဲကျွန်တော်တို့ဒီမလုံခင်းတဲ့တိပင်းတွေလှဲနေရတာရှိတယ်เนาะ ဒီမှာကျွန်တော်တို့အစ္စတန်ဘာကဝင်တယောက်နှစ်ယောက်တွေ့တယ်သူတို့အဓိကအဖြစ်တော့ခြံသီးကိုခတ်ဖို့အတွက်လုပ်နေတာကိုကျွန်တော်တို့တွေ့ရပါတယ်ဗျာနော်။ဒီဟာကကျွန်တော်တို့ဟို online ပေါ်မှာဟိုပြောနေကြတယ်ကျွန်တော်တို့အစ္စလမ်ဘာသာဝင်တွေရဲ့ဗလီကြောင်းစောင့်မယ်ဆိုတာပေါ့နော်စောင့်မယ်ဆိုတဲ့နေရာပါ။ဆိုတော့ကျွန်တော်တို့ဟိုဘက်မှာလည်းကျွန်တော်တို့သားရဲ့စောရည်ရောဟိုဘက်မှာခွင့်တောင်းရဲအဲကျွန်တော်ဟိုဘက်မှာလည်းကျွန်တော်တို့ခွင့်တောင်းပြီးသွားပြီနော်ရိုက်တာဒီဒီနာအားလုံးကတော့ကျွန်တော်ထင်တာကတော့တအေကလောက်ရှိမှထင်တယ်နော်တအေတအေကလောက်အဲအားလုံးနှစ်အေကလောက်ရှိတယ်နှစ်အေကလောက်ရှိတယ်သူတို့ဒီဘက်မှာ ်တစ်ပင်လဲတာတွေမြေယာပြုတ်ပင်တာတွေတော့လုံနေအခုစပြီးတော့စောင့်နေတယ်ဒီလိုစောင့်တာဘယ်တော့ကြာပြီလဲကိုရပဲရှိသေးတယ်နော်။အော်အေးဟုတ်ပြီ။လက်ရှိအရမြေလေးတို့ဒီခြံစည်းရုပ်ကာမှာပေါ့နော်။ဟုတ်ကဲ့ဟုတ်ကဲ့။ဟိုဘက်မှာအော်ဒီကျရင်တော့တို့ကခြံစည်းရုပ်ကာရဗျ။ခြံစည်းရုပ်ကာတဲ့အထက်မှာရှိတဲ့တို့မလိုအပ်တဲ့တိုက်ကိုင်းတွေခုတ်နေရတယ်တော့တွေ့ရတယ်ဗျ။ဒါတော့လက်ရှိ online မှာပဲနော်။ဟုတ်ကဲ့။